မင်္ဂလာပါခင်ဗျာမေလ9ရက်နေ့အတွက်ဘွေဝါရဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။ဩစတြေးလျရဲ့အတိုက်ခံပါတီဟာစနေနေ့ကကျင်းပခဲ့တဲ့ပြည်တော်စုရွေးကောက်ပွဲမှာရှုံးနိမ့်ပြီးတဲ့နောက်တုံ့လုံသွားရကရလဟာသူတို့ရဲ့အဆွေအဝါဆုံးရှုံးနိမ့်မှုဖြစ်ခဲ့တယ်လို့သိရပါဗျ။ Liberal Party ကောင်းဆောင်ပီတာတက်တန်ဟာပြီးခဲ့တဲ့24နှစ်အတွင်းသူကင်ဆောင်ထားတဲ့လွတ်တော်မဲ့နေရာကိုလည်းဆုံးရှုံးခဲ့ရပါဗျ။ လေဘာတီပါတီအပြတ်သက်အနိုင်ရချင်းချောင်းလစ်ဘရယ်ပါတီဟာယခုကခေါင်းဆောင်တဲ့တူကိုရှာဖွေဖို့ရုန်းကန်နေရပြီးဒီရွေးကောက်ပွဲမှာသူတို့ရဲ့အမားယွင်းကိုအဖြစ်ရှာဖို့ကြိုးပမ်းနေတယ်လို့ BBC ကဖော်ပြထားပါတယ်။လစ်ဘရယ်ပါတီဝင်အချို့ကအလေးနက်ပြန်လဲတုံးသက်ဖို့တောင်းဆိုအကြံပြုခဲ့ပြီး အကြံပြုသူဦးကတော့တတန်ရဲ့ပြက်ကွက်မှုအဖြစ်ဆုံးရှုံးမှုကိုအကျဉ်းချုပ်ဖော်ပြခဲ့ပါတယ်။တတဟာပါလီမန်မှာဖြုတ်ချခံရတဲ့ရွေးကောက်ပွဲရှုံးနေပြီးတစ်ချိန်တည်းမှာပဲသူ့ရဲ့လွှတ်တော်အမတ်နေရာပါဆုံးရှုံးခဲ့တဲ့ ပထမဆုံးသောဖက်ဒရယ်အတိုက်ခံခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။လေဘာတီပါတီအနိုင်ရပြီးတဲ့နောက်ပထမဆုံးလူသိရှင်ကြားထုတ်ပေါ်ပြသမှုမှာဝင်းကြီးချုပ်အန်တိုနီအယ်ဘန်နစ်ကဩစတြေးလျပြည်သူတွေဟာကွဲပြားခြင်းထက်စီလုံးညင်ညွတ်မှုကိုမဲပေးခဲ့ကြတယ်လို့တနင်္ဂနွေနေ့မှာမီဒီယာတွေကပြောကြားခဲ့ပါတယ်။ Liberal Party ရဲ့အဆွေအဆုံဆုံးရှုံးမှုဟာ Sydney Melbourne Brisbane နဲ့ Lake တို့အပါအဝင် Australia ရဲ့အဓိကမြို့ကြီးတွေမှာဖြစ်ပါတယ်။ လစ်ဘရယ်ပါလီမန်အမတ်ကိတ်ဝေါ်လဟန်ကပါတီရဲ့ဆုံးရှုံးမှုကိုတုံ့လောက်စီခဲ့တဲ့ကိစ္စရပ်တွေကိုအလေးအနက်ပြန်လည်သုံးသပ်ဖို့တောင်းဆိုထားပါတယ်။ဘာတွေမှားသွားတယ်ဆိုတာသတိပြုရမယ်။ဩစတြေးလျနိုင်ငံသားတွေရဲ့စကားကိုနားထောင်ရမယ်။သူတို့ကကျွန်တော်တို့ကိုမဆစ်ပူတဲ့ကျွန်တော်တို့ရဲ့ပရမဆုံးတာဝန်ကအဲ့ဒါကိုနားထောင်ဖို့ပဲဖြစ်တယ်လို့သူကပြောကြားထားပါတယ်။ဝါလဟန်ကဗီတူရီယာစီမန်စီကိုကိုစားပြုပြီးသူ့ရဲ့ထိုင်ကုန်လဲဆုံးရှုံးနိုင်ွယ်ရှိတယ်လို့သိရပါပါတယ်ခင်ဗျာ။ စပိန်ဟာ၎င်းရဲ့စတန်လင်အသေးစားအဆင့်နဲ့ဂျူရူအများဆုံးအတုပ်ကိုမေလ၄ရက်နေ့မှာကျွတ်တင် ပြင်ဆင်ခဲ့တဲ့အတိုင်းဖလက်ကွန်9ပြန်သတ်မှုနဲ့လွတ်တင်ခဲ့ပါတယ်။ Starlink 6 HD4 mission မှာစပိန်ရဲ့ကုမ္ပဏီက Starlink အသေးစားအဆင့်နဲ့ပုံပြောင်းဂျူရူ29ခုကိုလွတ်တင်ခဲ့တာလည်းဖြစ်ပါတယ်။ဒါဟာစပိန်ကုမ္ပဏီရဲ့2024ခုနှစ်တိုးတက်မှုအစဉ်ကန်စာမှာပထမဆုံးလူသိရှင်ကြားဖော်ပြခဲ့တဲ့ Starlink အသေးစားအဆင့်နဲ့ပုံပြောင်းဂျူရူတွေပဲဖြစ်ပါတယ်။ ဒီဂျိုရူးတွေဟာစတားလင်အသေးစားအဆင့်နှစ်ရဲ့ရခင်ပုံစံတွေထက်225ကီလိုဂရမ်ခန့်ပိုမိုပေါ်ပါတယ်လို့လည်းသိရပါဗျ။မေလ4ရက်တနင်္ဂနွေနေ့နံနက်4:54မိနစ်မှာနာဆာရဲ့ခန်းဒီအာဂဒါစင်တာရှိဂျိုရူးလွတ်တင်မျောစင်း 39A ကလွတ်တင်လိုက်တာလည်းဖြစ်ပါတယ်။ဖက်ခွာသွားတဲ့ Flacon 9ဒုံးပြန်ဟာအရှိတောင်ဘက်လမ်းကြောင်းတိုင်းပြန်သွန်းသွားခဲ့တယ်လို့လည်းသိရပါဗျ မေလ2ရက်နေ့ကကျွတင်စီစဉ်ထားခဲ့တာဖြစ်ပြီးတော့လွတ်တင်တဲ့နေ့ကျရင်ရာသီဥတုတာယာမှုအတွက်55ရာခိုင်နှုန်းထိရှိတယ်လို့မိုးလေဝသပညာရှင်တွေကခန့်မှန်းထားတာလည်းဖြစ်ပါတယ်။မိုးလေဝသပညာရှင်တွေကရေပြည့်အားဖြစ်တော့တိမ်ထူထက်နေမှာကိုတော့စိုးရိမ်နေတယ်လို့လည်းဖော်ပြထားပါတယ်။မေလာ3ရက်နေ့မှာတော့လွတ်တင်မှုနီးကပ်လာတာနဲ့အမျှဖလော်ရီဒါရီကျွန်းဆွယ်မှာအဆိုတဲ့တိတိတသာတိုးလာပါလိမ့်မယ် လွတ်တင်မဲ့နေရာကိုတော့ဘာမှမထိခိုက်ပဲအနောက်ဘက်ကလေပြင်းတွေကြောင့်အရှေ့ဘက်ကိုတွန်းဖို့ဖြစ်ထွန်းလာတဲ့တိမ်တိုက်တွေကိုတော့စွန့်ရင်ရပါတယ်လို့မိုးလေသပညာရှင်တွေကရှင်းသားထားပါတယ်။ Space ရဲ့ Di Starlink 6 HD4 mission ကိုလွတ်တင်မှုအတွက် Falcon 9ပထမအဆင့်ဒုံးပို့ဒုံးပြန် B107H ကိုအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။၎င်းကအရင်က NASA ရဲ့ Crew 6 USSF 124 လူဖက်15စတာလင်ဂျူရူ15ခုရုပ်ကိုလွတ်တင်ပေးခဲ့တဲ့ဒုံးမြန်လဲဖြစ်ပါတယ်။လွတ်တင်ပြီး10မိနစ်ကျော်အကြာမှာတော့ B107H ဟာ Space 8ဒုံးမြန်ရင်မော်ကိုအောင်မြင်စွာပြန်လည်ဆင်းသက်နိုင်ခဲ့ပါတယ်။ဒါဟာ Ashford Orographic လို့အမည်ပေးထားတဲ့အဆိုပါဒရုန်းရင်မော်ကို108ကြိမ်မြောက်အောင်မြင်စွာပြန်လည်ဆင်းသက်နိုင်ခြင်းဖြစ်တယ်လို့ယနေ့ထိ Space 8ရဲ့441ကြိမ်မြောက်ပို့တုံးပြန်လည်ဆင်းသက်နိုင်ခြင်းအမှတ်အသားဖြစ်တယ်လို့လည်းသိရပါပါခင်ဗျာကျွန်တော်ကိုထပ်ပါ